်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာနတ်ဆန်လေတဲ့အတွက်လင်းစီတဲဆောင်လာတဲ့စီပေါစာ ကားတစ်စီးကိုစစ်သားအုပ်နဲ့တူတော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးရရှိပါတယ် ILO article 33နဲ့အရေးဝင် ဆုံးဖြတ်မှုကြောင့် တည်ရမှုမရှိဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်ကိုမယုံကြည်ဘူးလို့ကြက်ဖို့ဖို့လုပ်မှုဆောင်မင်းကင်းမောင်မြင့်က ထုတ်ပြောတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းပိုက်မှာနန်းဆန်လေတက်တွေလင်းစီတဲဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သားနှုတ်နဲ့တူတော်လန်းတစ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်လို့အောင်ဆန်းလန်းနတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ10ရက်နေ့မနေ့ပိုင်းက နမ်ပေါမြို့နယ်ဘက်ကနေအမြန်လမ်းမပေါ်ကိုထွက်ခွာလာတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လင်းစီပေါစာကားကိုရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမိုင်တိုင်260နှစ်အနီးမှာစစ်ဆေးကဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီကားဟာပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတက်ဖြတ်ဖို့အတွက်လေရင်စီတွေကိုချိန်ဖန်များစွာတည်ဆောင်ပေးနေတဲ့ရင်းစည်းဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီဖမ်းဆီးမှုကိုအောင်ဆန်းလန်းနမ်ပေါပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးလေရင်စီပေါစာ ကားနဲ့အတူဖန်စီရရှိခဲ့တဲ့အရာခံဘိုးမင်းထွတ်ရဲ့လက်ပါစင်နှစ်ဦးကိုလည်းစစ်ဆင်းနေရလို့လည်းသိရပါတယ်ရှင်ဒီတခါမှာတော့ မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူမဲ့ကိစ္စဟာတစုံတရာတည်ရမှုမရှိနိုင်ဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်မယုံကြည်ကြောင်းကိုကြံ့ဖို့ဖို့လုံမှုဆောင်မင်းကင်းမောင်မြင့်ကစစ်တပ် lobby Telegram channel တွေကနေတဆင့်ဝေဖန်ပြောဆိုလိုက်ပါတယ်။ဇွန်လ9ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံ ILC မှာအလို့သမားခွင့်ရည်နဲ့လူခွင့်ရည်ချုပ်ပေါက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33ရာပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲ့ဒီဆုံးဖြတ်ချက်အပေါ်မြန်မာနိုင်ငံအနေနဲ့တည်ရမှုမရှိနိုင်ဘူးဆိုတဲ့စစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနရဲ့ကြေညာချက်ကိုတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လို ILO ရဲ့အရေးယူမှုဟာမြန်မာနိုင်ငံအပေါ်တည်ရမှုမရှိဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုမယုံကြည်သလိုအဲ့ဒီတည်ရမှုတွေဟာအနည်းနဲ့အမြန်ရောက်ရှိလာမှာဖြစ်ပြီးဒါဟာခလေးကစားစရာမဟုတ်ဘူးလို့လည်းစံဖို့ပါတီဖို့လို့မှုဆောင် မင်းကင်းမောင်မြင့်ကဝေဖန်ပြောကြလိုက်တာလည်းဖြစ်ပါတယ်အဲလိုက1996ခုနှစ်နဲ့2000ပြည့်နှစ်တွင်မှာ article 33နဲ့အရေးယူခဲ့ဖူးပြီးလုပ်ငန်းတွေရက်ဆိုင်ကအလို့သမားတသိန်းနီးပါးအလို့လက်မဲ့ဖြစ်ခဲ့ရတယ်လို့လည်းသူကပြောပါတယ်လက်ရှိမှာအဲလိုက အရေးယူတဲ့ဒုတိယအကြိမ်မှာလည်းငွေကြေးဖောင်းပွားလို့မြင့်မာပြီးကုန်ကြစည်တွေအလွန်မြင့်မားနေတဲ့ကာလဖြစ်တာကြောင့်တရမှုတွေတေချာပေါက်ရှိလာမှဖြစ်ပြီးလက်ရှိစစ်တပ်အနေနဲ့လည်း ILO ရဲ့စုံစမ်းရေးကော်မရှင်ကိုလက်ခံပူးပေါင်းဆောင်ရွက်ခဲ့တဲ့လို့လည်း ကျန်းဖို့ပါတီဘိုးအလုံးမှုဆောင်မင်းကေးမောင်မြင့်ကပြောပါရယ်မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ပြောတာကတော့အကျန်းဖက်စစ်ကောင်စီစီနိုင်ငံခြားငွေစစ်စစ်မှုနဲ့လေရင်စီရယူနေတဲ့ကိစ္စတွေကိုအလို့ Article 33နဲ့ဖြတ်တောက်ရေးယူနိုင်ရေးအတွက်ကြိုးပမ်းသွားမယ်လို့လည်းရန်ကုန်ခေတ်သစ်တရင်နာနဲ့တည်တံ့တွေ့ဆုံဝန်မြန်ကမ်းမှာထုတ်ဖော်ပြောဆိုထားပါရယ်ရှင်ဘဂဝတရင်တဲ့ဘုတ်ကို ကြည့်အောင်ပါ ဘကိုးတိုင်းအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးလမ်းပိုင်းနေအနောက်ဘူကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကျန်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ခဲ့ရမှာအကျန်းဖက်စစ်ကောင်စီတပ်သား6ဦးဟာတေသွားခဲ့တယ်လို့လည်း ADG Brothers တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့က အုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းနယ်မိုင်တိုင်3မိုင်ခန့်ကွာဝေးတဲ့အနောက်ဘူကုံကျေးရွာအတွင်းကိုဝင်ရောက်လာတဲ့အင်အားတရာခန့်ပါတဲ့အကျန်းဖက်စစ်ကြောင်းကိုအကျန်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်တပ်ဖွဲ့တွေက အသင့်စောင့်ကြိုတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုတွင် အကျန်းဖက်တပ်သား6ဦးဟာသေသွားတာဖြစ်ပြီးတော်လန်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ထိုင်းနိုင်ငံဘက်ကမြန်မာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးကြပါရယ်ထိုင်းနိုင်ငံကကြနာဘူရီခရိုင်မှာအလုံပိတ်ကုန်တင်ရင်နဲ့ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာလူငယ်48ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့လို့လည်းထိုင်းသတင်းတွေကသိရပါဗျ။ဇွန်လ9ရက်နေ့မနက်ပိုင်း6နာရီခန့်ကကကြနာဘူရီခရိုင်တွင် အလုံးပိတ်ကားနဲ့တရားဝင်ခိုးဝင်လာတဲ့မြန်မာရွှေ့ပြောင်းလူငယ်48ဦးကိုဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီမြန်မာလူငယ်တွေဟာဖျားသုံးစုကနေထိုင်းနိုင်ငံအတွင်းကိုတောလန့်နဲ့ရေလန်းကနေဝင်ရောက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ဖမ်းဆီးရရှိခဲ့တဲ့မြန်မာနိုင်ငံသား48ဦးမှာအထောက်အထားတစ်စုံတရာမရှိဘဲထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတာကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးအလုံးပိတ်ကုန်တင်ရင်ထဲမှာ ကြက်တဲစွာလိုက်ပါလာကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီမြန်မာ48ဦးကို ထိုင်းနိုင်ငံအတွင်းတရားဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးအမှုဖွင့်အရေးယူသွားမယ်လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်တိုင်းအတင်းတပုတ်ကိုကြည့်အောင်ပါရန်ကုန်တိုင်းဗုဒ္ဓထောင်မြို့နယ်မှာမိကိုမှုန်ပြီးအသက်ရှူကြက်ကအမျိုးသမီးနှစ်ဦးဟာတေဆုံးခဲ့လို့လဲပရိုက်တာအဖွဲ့ဝင်တဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ဇွန်လ10ရက်နေ့မနက်ပိုင်းကဗုဒ္ဓထောင်မြို့နယ်အမှတ်6ရပ်ကွယ်53လမ်းကတိုက်ခန်းတစ်ခုအတွင်းအလုံးပိတ်အခန်းတွင်းမှာအေယာကုန်ဖွင့်ပြီးအမျိုးသမီးနှစ်ဦးဟာအိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်တဲထားတဲ့ဟင်းအိုးကိုမိမပိတ်ပဲအိတ်ဆက်ခဲ့ရကနေဟင်းအိုးတူပြီးမိကို တွေထွက်လာရကအသက်ရှူကျက်ပြီးအမျိုးသမီးနှူးဟာတေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။တေဆုံးသူနှစ်ဦးရဲ့ရုပ်လောင်းကိုဘိုဂလေးစီပရိုက်တာအသင်းနဲ့အဖြူအောင်ကဲလဲလူမှုကွန်ရီအသင်းတို့ကဂျပန်ဆေးရုံကိုပူပေါင်းပို့ဆောင်ခဲ့လို့လည်းသိရပါတယ်။မေလတရနေ့ကလည်းစန်းချောင်းမြို့နယ်ရွှေလောင်းလံတိုက်ခန်းလေးလွာမှာမိဆက်နှိုးပြီးလေးပေးဆက်အေယကွန်အသုံးပြုရာကနေမိသားစုဝင်လေးဦးဟာတည်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တင်တပုတ်ကတော့ရန်ကုန်မြို့ကနာမည်ကျော် model agency ပိုင်ရှင်ဂျွလွင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေတယ်လို့စစ်တပ် lobby telegram channel ကသတင်းထုတ်ပြန်ဖော်ပြလာပါတယ်။ဇွန်လ၄ရက်နေ့ညပိုင်းမှာပြည်ပကနေရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မှာ ဂျွန်လွင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေတာဖြစ်ပြီးစစ်တပ် lobby telegram ရဲ့သတင်းဖော်ပြချက်အရအစိုးရချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူရဆိုတဲ့သတင်းတွေကြအခုလိုခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါပေမဲ့စစ်တပ်ဘက်တော်သားခိုင်နှင်းဝေကိုဂျွန်လွင်ကလူမှုကွန်ရက်ကနေတဆင့်ဝေဖန်ခဲ့မှုကြောင့်အခုလိုခေါ်ယူစစ်ဆေးခံရတာဖြစ်နိုင်တယ်လို့လည်းရုပ်ရှင်လောကသားတို့ကမှတ်ချက်ပေးထားပါဗျ။ ခိုင်နှင်းဝေကိုမှားလွဲခဲ့တဲ့အလှငွေ29သိန်းကို ပြန်လည်လွှဲပြောင်းပေးတင်ကြောင်းကို မေလ26နေ့မှာဂျွန်လွင်ကလူမှုကွန်ရက်ကနေတဆင့်ရေးသားခဲ့တာဖြစ်ပြီးခိုင်နှင်းဝေကိုဝေဖန်တဲ့ post တွေကိုလည်းဂျွန်လွင်ကလူမှုကွန်ရက်မှာအကျဉ်းရေးများစွာ share ခဲ့လို့လည်းသိရပါဗျ။ခိုင်နှင်းဝေမှာမြန်မာနိုင်ငံတွင်ရေဘေးငလင်ဘေးပါဝင်ဘေးဒုက္ခတွေကိုကူညီရန်အတွက် ပြည်သူလူထုထံကနေအလှငွေတွေကိုကောက်ယူပြီးစစ်တပ်နဲ့ပူးပေါင်းပြီးဒေသအာဏာပိုင်တွေကနေတဆင့်လှူဒန်းခြင်း၊နယ်မြေကန်အာဏာပိုင်တွေစီကိုတိုက်ရိုက်ငွေလွှဲအပ်ခြင်းစစ်တပ်နဲ့ပတ်သက်တဲ့အခမ်းအနားတွေကိုတက်ရောက်ခြင်းစစ်တပ်ထောက်ခံတဲ့ policy ကားတွေမှာတက်တက်ကြွကြပါဝင်သရုပ်ဆောင်နေကြကြအောင်စစ်တပ်ဘက်တော်သားဖြင့်ဝေဖန်မှုတွေရုပ်ရှင်အတိုင်းအဝန်းနဲ့ပြည်သူတွေကြားမှာထွက်ပေါ်နေရလို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ